ဒါပြီဓမ္မကြီးရဲ့နာမည်လေးနဲ့အသက်လေးနဲ့ဓမ္မမိတ်ဆွေရုပ်ကိုအရင်မိတ်ဆက်ပေးပါဦးတပည့်တော်ရဲ့နာမည်ကတော့အင်စီရှင်ပါပါဗျာအင်စီရှင်ပါဟုတ်ပြီအသက်ကအသက်က9နှစ်ခွဲ9နှစ်ခွဲမလို့9နှစ်ခွဲရတယ်နော်ဘာလောက်ဖြစ်သွားလဲနော်အသက်30လောက်ဖြစ်သွားပြီခန္ဓာကိုယ်ပြောတာပါအသက်ကိုပြောတာပါနော်ဟုတ်ပြီအဲ့တော့ဘယ်နေလာထောက်တာဓမ္မကြီးရတပည့်တော်ကရန်ကုန်ပါရန်ကုန်ပါအခုဘာကမနာအထောက်နာလဲဓမ္မကြီးရုံနံအကြောင်းကျိုးရုံနံအကြောင်းကျိုးရောက်သွားပြီနော်အဲ့တော့ရုံနံအကြောင်းကျိုးကိုရှုတာဘယ်လောက်ကြာပြီလဲအဲ့အတိအကျမသိဘူး အတိအကျမသိဘူးရပြီနော်အဲ့တော့ယုံနဲ့ကြောင်းကျိုးတွေကိုအာယုံ6ပါအရိယာပုတ်4ပါအချိန်တိုင်းနေရာတိုင်းမှာလောကနဲ့ဓမ္မနဲ့တသားတဲ့ကြောင်းယုံနဲ့ကြောင်းကျိုးကမ္မထန်တွေကိုဘယ်လိုတွေရှုမှတ်ပွားများခဲ့လဲဆိုတာကိုဓမ္မရဲ့တရားရှုမှတ်ပုံလေးကိုအကုန်လုံး share ရင်းပြန်လုပ်ပေးပါဦးနော်မျှဝေပေးပါဦးဘိုက်စာဘိုက်စာလေးရယုတ်အကြောင်းဘိုက်စာလေးယူတရားနေမိုက်မိုက်ကိုတူတက်ပြေမိုက်ကအေးမိုက်ကိုဟုတ်ပြီရဘိုက်စာလေးရယုတ်အကြောင်းဘိုက်စာလေးယူတရားနန်းအကျိုးအိတ်ချင်တဲ့စိတ်ကလေးရနန်းအကြောင်း အဲ့ချင်တဲ့စိတ်ကလေးကိုထောက်ပံ့ပေးရရုပ်အကျိုးထိုင်ထိုင်နေရလေးရရုပ်အကြောင်းထိုင်နေရလေးကိုသိရနဲ့အကျိုးကြားရလေးရရုပ်အကြောင်းကြားရလေးကိုသိရနဲ့အကျိုးမြင်နာလေးရရုပ်အကြောင်းမြင်နာလေးကိုသိရနံအကျိုးမုတ်စားခြင်းနဲ့စိတ်ကလေးရနံအကြောင်းမုတ်စားခြင်းနဲ့စိတ်ကလေးကိုထောက်ပံ့ပေးနေတာရုပ်အကျိုးလို့တပည့်တော်ရှုပါရဲ့ဗျာစားခြင်းနဲ့စားခြင်းနဲ့လေးရနံအကြောင်းထောက်ပံ့ပေးတဲ့ခန္ဓာက ယုံကြို့ဘုပြစ္ဆုတ်ပဲတက်တက်ရှုနေတာပေါ့ဟုတ်ပြီအဲ့တော့ရှုတော့ဘာထုကြလို့လာလျှောက်ကြတယ်မကြီးอ่ะအရင်တော့တပီတော့ဂျုံနဲ့အကြောင်းလုံးရှုခင်တော့ကတခုခုဆိုသူ့လုတ်တယ်ကိုလုတ်တယ်အဲ့လိုပေါ့အခုကြတော့အကြောင်းတော့တို့ဖြစ်တာအတန်နဲ့နဲ့တင်ပြလို့ရမလားအတန်နဲ့နဲ့တိုးနေတာမိုက်ကနော်ရှော့အခုကြတော့အကြောင်းကြောင့်တို့ဖြစ်တာကိုတီးသွားပါပြီဟုတ်ပြီအကြောင်းကြောင့်တို့ဖြစ်တာလို့တီးသွားတယ်အခု ဘယ်နေ့ဘယ်ချိန်မှာဘာလို့ရှုလို့တည်တာလဲအဲ့လောက်ကိုညတိကြအောင်ရှောက်ပြီးဘယ်နေ့ဘယ်ချိန်မှာတည်ပါလဲသူရောလေးရမြောင်းလေးလောက်ကပထမဆက်စားခြင်းတော့ငါချကမ္မထအောင်ရှုပါရဲ့ဗျာတပီရောတပီရောအဖေကကိုကိုရှုတက်တာပေါ့နော်ကိုပေါ်ရအောင်ရှုပါပေါ်ရအောင်ရှုဆိုပြီးတော့ညုံနဲ့အကြောင်းကျိုးရှုခိုင်းပါရဲ့ဗျာတပီရောညုံနဲ့အကြောင်းကျိုးဆက်ရှုပါရဲ့ဗျာ လုံးနဲ့အကြောင်းပြုပဲတရားထိုင်တဲ့အချိန်တော့ရှူပါလိမ့်ဗျာอืมရှူတော့ဘာဖြစ်တော့ရှောက်ရှူတော့အရင်တော့ကတော့ဒီခါနာဆိုလို့ရှင်ငါခါနာရလို့ပဲတိပါလိမ့်ဗျာအရင်တော့ကတော့အခုကျတော့ကြကြထိုင်တဲ့တရားကြကြထိုင်တဲ့အကြောင်းတောင်ခါနာရအကျိုးဖြစ်တာဆိုတော့ဒီပြီးတော့တိသွားပါလိမ့်ဗျာ အဲ့လိုသိသွားတယ်ပေါ့အဲ့လိုသိသွားတော့စိတ်ထဲမှာဘလို့ခံစားရလဲဘာတွေမြင်သွားလဲအရင်တော့ကကြတော့ဒီပြုံးလန်အကြောင်းကျိုးမလျှောက်ခင်တော့ကဟိုမရှုခင်တော့ကပြုံးလန်အကြောင်းကျိုးမရှုခင်တော့ကဘလို့နားလဲသဘောပေါက်လဲအခုရှုတော့ဘာတွေသဘောပေါက်လာလဲပြုံးလန်အကြောင်းကျိုးမရှုခင်တော့ကတော့ဒီတခုခုဖြစ်လဲပြင်မလားဟိုတကယ်လို့အကြောင်းတခုခုဖြစ်လာပြီဆိုလို့ရှိရင် စိတ်ကဟိုပူပန်နေပြီပေါ့ဗျာအခုကျတော့အကြောင်းအကြောင်းအကျိုးဖြစ်တယ်ဆိုတာကိုသိရပါတယ်ဗျာဘာအကြောင်းနဲ့ဘာအကျိုးဖြစ်တာဘာအကြောင်းဘယ်သူလှုပ်လို့ဖြစ်တဲ့အကြောင်းလဲငါလှုပ်တဲ့ဖြစ်တဲ့အကြောင်းလားဘာလှုပ်တဲ့ဖြစ်တဲ့အကြောင်းလဲအကြောင်းကဘယ်သူအကြောင်းလဲပြည်စုံအောင်လျှောက်လေဒီမှာရဘာကံပန်းထားအထုတ်တာကျုံ့နဲ့အကြောင်းကျိုးပါဘေးလေအဲ့ပြည်စုံအောင်လျှောက်ငါလှုပ်တဲ့အကြောင်းလားသူလှုပ်တဲ့အကြောင်းလားဘယ်လိုအကြောင်းလဲတဘာဝအကြောင်းလေးပါဘေးလေရုပ်ရုပ်အကြောင်း အေးဗျယုတ်အကြောင်းဆိုရင်ဘာဖြစ်လဲနံအကျိုးအဲ့တော့ပြည်ဆောင်လျှောက်เนาะအဲ့တော့အကြောင်းအကျိုးပဲလို့ဆိုရင်သူကအဲ့မှာအဲ့အကြောင်းကငါအကြောင်းနဲ့သူအကြောင်းနဲ့ဖြစ်နေကုန်เนาะအဲ့တော့အဲ့လောက်ပြည်ဆောင်အောင်လျှောက်ရအဲ့ဒါလေးနည်းနည်းလေးလွဲသွားတာ ਨੇ သူရဲ့နော်ဒီတိုက်တဲလွဲသွားတာ ਨੇ ခေါင်းစဉ်ပြောင်းသွားမှာเนาะဟုတ်ပြီအဲ့တော့ဥစဉ်ပြောချင်တာကယုတ်ကလည်းအကြောင်းယုတ်လည်းပါယုတ်နောင်ထည့်ရှုရမှာเนาะပုဂ္ဂိုလ်တော်ကအကြောင်းနဲ့ရှုလို့မရဘူးငါအကြောင်းသူအကျိုးအဲ့လိုသွားလုပ်လို့မရအောင်เนาะအဲ့တော့ယုတ်အကြောင်းနဲ့နံအကျိုးနံအကြောင်းနဲ့ယုတ်ရှုတဲ့အရှုခံဟိုက ပုဂ္ဂိုလ်တော်ကငါဒီသူတွေနဲ့မရှိပါဘူး။ယုံဉဏ်ပထမတည်းကခွဲထုတ်ပလိုက်ပြီနော်။အဲ့တော့ငါယုံဉဏ်ကိုရှုတဲ့အချိန်မှာငါမပါတော့ဘူးနော်။အဲ့တော့ယုံဉဏ်ကိုသိပြီးတော့မှဒီယုံဉဏ်ရဲ့အကြောင်းတရားအကျိုးတရားကိုသိသိကျင်းတယ်နော်။ဟုတ်ပြီအဲ့တော့ပြန်လျှောက်။ပြီးတော့အရင်တော့ကဒီလောဘဒေါသတွေဖြစ်လို့ရှိရင်အကြောင်းကိုမသိရဲနဲ့ပြောပါရဲခင်ဗျာ။အခုကျတော့ဒီအကြောင်းကိုသိပြီးတော့ပြောတော့ ောဘဒေါသတွေမဖြစ်တော့ပါဘူးဗျာအဲ့ဒီအကြောင်းပါပုဂ္ဂုတ္တရပါတာလားယုတ်ကြောင်းနဲ့နန်ကျိုးတွေလားယုတ်ကြောင်းနဲ့နန်ကျိုးတွေပါနန်ကြောင်းယုတ်ကျိုးယုတ်ကြောင်းနဲ့နန်ကျိုးနော်အဲ့ဒီလိုမျိုးမိတို့နားလဲရအောင်စရှုတဲ့ဟာပုဂ္ဂုတ္တရနဲ့မရှုပါအောင်နော်အဲ့တော့ဝိပဿနာရှုတဲ့ခါကျရင်အဲ့ဒီလိုမျိုးယုံဉဏ်ကိုတိပြီးတော့မှအကြောင်းကျိုးတွေကိုစဉ်းကျင်ရမယ်နော်ပုဂ္ဂုတ္တရကအကြောင်းကျိုးပဲဆိုရင်မပြည့်စုံဘူးနော်အဲဟုတ်ပါပြီအဲ့တော့တိလာတော့ရင်တော့ကတရားမကြည့်ငယ်တော့အတိတွေနဲ့အခုတရားယုံဉဏ်အကြောင်းကျိုးကိုရှုခဲ့တဲ့အတိတွေကလူတွေပေါ်မှာအမြင်တွေအတိတွေခံစားမှုတွေဘယ်လိုပြောင်းသွားလဲ အရင်တော့ကတော့တင်မလားဟိုဒီလူဆိုတာအခုခုဆိုလို့ရှိရင်ဟိုအရင်တော့တပည့်တော်မောင်လေးကိုပါလေအင်းကြီးဝတ်ပေးမလို့ဆိုပြီးအမေကခိုင်းပါလေဗျာဒါပေမဲ့တပည့်တော်အကြောင်းကိုမတီးဘဲနဲ့ဟိုအမေဝတ်ပေးလိုက်ပါလားလို့ပြောမလို့ဒါပေမဲ့အမေက ကလေးကိုထမင်းကျွေးနေရောလက်မအားပါဘူးပြလက်မအားတော့ဒီအချောင်းကိုတပြီးတော့တီးလိုက်တော့အမေဆိုရဲ့အကျိုးရမဖြစ်တော့ဘူးဆိုတာပြီးတော့ခိုင်းတဲ့အချိန်မှာလှုပ်လိုက်တာပေါ့အဲ့လိုလားလှုပ်လိုက်တာလားမလှုပ်တော့ဘူးလားလှုပ်လိုက်ပါလေပြအရင်တော့ကမလှုပ်ဘူးအရင်တော့အခုတော့လှုပ်ပြလိုက်တယ်ပေါ့အဲ့တော့အချောင်းကိုတီးလိုက်တော့အကျိုးမဖြစ်တော့ဘူးပေါ့အဲ့အဲ့ဒါဆိုအဆူမခံတော့ဘူးပြောချင်တာပေါ့ဟုတ်ပါပြီနော်အဲ့တော့ဥစဉ်တီးချင်တာက ရုပ်နာနေရအရှိတရားတွေလားအဖြစ်တရားတွေလားအဖြစ်တရားတွေပါဘယ်ချိန်မှသူကဖြစ်တာလဲအကြောင်းကျိုးတိုက်ဆိုင်နေချိန်မှဖြစ်ပါဒါဆိုရုပ်ကိုအကြောင်းတရားလို့ယူရမှာလားနာမ်ကိုအကြောင်းတရားလို့ယူရမှာလားရုပ်ကိုလည်းအကြောင်းလို့တခုလည်းယူလို့မရပါဘူးဗျာနာမ်ကိုလည်းအကြောင်းလို့တခုလည်းယူလို့မရပါဘူးဒါဆိုရင်ရုပ်နာအကြောင်းကျိုးတရားတွေကိုဘာလုပ်လို့ရလဲတိလို့ပဲရပါတယ်ယူလို့မရဘူးတိလို့ပဲရတာတိတာကျတော့ဘာနဲ့တိရမှာဉာဏ်နဲ့တိအဲ့ဒီဉာဏ်ဘာဉာဏ်နဲ့တိရတာလဲမကဉာဏ်မကဉာဏ်နဲ့ဘယ်လိုတိပါလဲရုပ်နာအကြောင်းကျိုးတရားတွေကိုရုပ်နာအကြောင်းကျိုးတရားတွေကိုမကဉာဏ်နဲ့ဘယ်လိုတိမလဲ ဟုတ်လားကျောင်းလို့ရုပ်ကျောင်းကိုလည်းရုပ်ကျောင်းဟုတ်လေတိဟုတ်လေမကညာနဲ့တိမှာလေရုပ်နဲ့ကျောင်းကျိုးမကညာနဲ့ဘယ်လိုတိမလဲစားတာလေးရာဟုတ်လေရုပ်အကျောင်းကိုလည်းရုပ်ကအကျောင်းကိုလည်းခုနပယ်လို့မရပါဘူးဆွဲလို့ဆွဲဆိုလည်းမရအဲ့တော့ခုနမကညာဝင်ရမှာလေရုပ်ကျောင်းတရားတွေကဘာလို့လဲပြန်ပြောမယ်ရုပ်နဲ့ကျောင်းကျိုးရုပ်ကိုလည်းအကျောင်းတစ်ခုတည်းယူလို့မရဘူးနာမ်ကိုလည်းအကျိုးတစ်ခုတည်းလည်းယူလို့မရဘူးဒါဆိုဘာလို့လို့ရလဲဆိုရင်တိလို့ရပါဘာနဲ့တိရမှာလဲ ညာနဲ့တည်အဲ့ဒီညာဘာညာလဲမကညာမကညာနဲ့ယုံနယ်အကြောင်းကျိုးတရားတွေကိုမကညာနဲ့ပြန်တိပေးပါဦးပြန်ရှင်းပေးပါဦးယုံနယ်အကြောင်းအကြောင်းကိုလည်းယူလို့မရတော့ယူအောင်မလားယူတော့ပါဦးအဲ့တော့အကျိုးလိုလည်းယူလို့မရအောင်မရတော့ယူအောင်မလားယူလို့လည်းမရလို့ပယ်လို့လည်းပယ်လို့လည်းယုံအကြောင်းကိုလည်းပယ်လို့ယုံအကြောင်းကိုလည်းပယ်လို့မရပါဘူးနန်အကျိုးကိုလည်းဆွဲလို့နန်အကျိုးကိုလည်းဆွဲလို့မရအောင်အဲ့ဒါဘာနဲ့ဘာဝင်သွားတာလဲ မကညံမကညံဝင်ရမယ်နော်ဒါကိုပိုင်းခြားသိဖို့လိုတယ်နော်အဲ့တော့ဝိပဿနာနောက်မှာညံအဲ့တော့အဲ့တော့ဟုတ်ပြီအဲ့တော့မကဆိုတော့ဗာလဲမင်းယင်မဲခင်10ပါအဲ့တော့အချင်းချင်းတော့3ပါသီလတမာတိပညာ3ပါဟုတ်ပြီအဲ့တော့တစ်လုံးနဲ့သုံးယင်မစီမာပရိပရာမစီမာပရိပရာအလယ်လက်လမ်းစဉ်အလယ်လက်ဆိုတော့အဓိပ္ပာယ်ပြောချင်တာလေမြတ်တာလို့တရားဟုတ်ပြီအဲ့တော့ဗုဒ္ဓပြတဲ့လမ်းစဉ်ရဲ့မဲခင်10ပါလဲမြတ်တာလို့တရားတရားဟုတ်ခဏမှာရှိတဲ့ရုပ်အလုံးကလည်း မြတ်တာလို့တရားပါတရားအဲ့တော့နန်းအားလုံးကလည်းမြတ်တာလို့တရားတရားဒါဆိုရင်လည်းအကြောင်းအားလုံးကလည်းအကြောင်းအားလုံးကလည်းမြတ်တာလို့တရားအကြောင်းအားလုံးနဲ့တရားပဲနော်အကြောင်းပြုလုပ်တဲ့အကြောင်းအမှန်တရားပုဂ္ဂိုလ်တော်ကမပါဘူးပြုလုပ်နေတာသဘာဝတရားတသက်ပဲအဲ့တော့ပြုလုပ်တဲ့အကြောင်းကလည်းတရားရရှိဒါဆိုပြုလုပ်တဲ့အကြောင်းအားလုံးကတရားလို့သိရရှိမဲ့အကျိုးအားလုံးကဘာတွေရမှာလဲရရှိရဲ့အကျိုးအားလုံးကလည်းတရားဘာလို့အကျိုးအားလုံးကတရားဖြစ်ရတာလဲ အကြောင်းအလုံးကလေတရားဆိုအဲမှန်တာပေါ့နော်ဒီလိုနားလဲရမယ်အနုလုံပြုလုံပေါ့နော်အဲ့ဒါဒီရဲ့ဟာဒီနားလဲရမယ်ဘာလို့အကျိုးအလုံးကတရားတွေရလဲလို့မေးပြုလုပ်တဲ့အကြောင်းအလုံးကတရားတွေပဲဖြစ်နေလို့နော်အဲ့တော့နာမ်ကလည်းတရားယုတ်ကလည်းတရားအကြောင်းအလုံးကပြုလုပ်တဲ့အကြောင်းကလည်းတရားရရှိတဲ့အကျိုးအလုံးတရားလို့သိရင်အဲ့တော့အရှိကကိုယ်ခန္ဓာမှာရှိနေတဲ့ယုတ်နဲ့အကြောင်းကျိုးကလည်းရှိနေတာလည်းတရားဗုဒ္ဓပြတဲ့ချက်မှတ်ထားတဲ့မဂ်ရှင်ပါတဲ့မျှတလို့တရားအဲ့တော့အရှိတရားနဲ့တိတရားနဲ့ကိုက်မှာပဲရောက်မှာတော့ နိဗ္ဗာန်ရောက်မှာအဲ့တော့ရှိတရားနဲ့တိတရားနဲ့ရောကြိုက်ပြီလားကြိုက်ပါပြီကြိုက်ပြီအဲ့တော့ဒီတရားတွေကိုတိပြီးတော့ရုံဏ်ချောင်းကျိုးကမ္မရာတွေကိုတိပြီးတော့ဒီမိုင်အခုတိမယ်ဆိုရောအပယ်လေးပုံငဲရှိတဲ့ကြံ့နိုင်သေးလားမကြံ့နိုင်တော့ဘူးဘယ်သူအမခံပေးမလို့တရားအမခံပါတယ်ကိုယ့်ရဲ့ရွှေမြူသားချင်းနဲ့မိဘနဲ့ချစ်သူမုန်းသူတွေအပေါ်မှာအခုဘယ်လိုမြင်လဲဘယ်လိုမြင်လဲဆိုတော့သူတို့လည်းဒီအကြောင်းကျိုးလဲပတ်လာပါပြည်စုံလျှောက်ဘာအကြောင်းနဲ့ဘာကျိုးရုံဏ် အကြောင်းအနံကျိုးနံအကြောင်းယုတ်ကျိုးတွေပဲနော်အဲ့တော့ယုတ်နံအကြောင်းကျိုးတသက်တွေပါလားလို့ဒီလိုနားလဲရမယ်နော်အကြောင်းကျိုးမဟုတ်ဘူးပုဂ္ဂိုလ်တော်မပါဘူးနော်အဲ့တော့သူကတော့မေးတဲ့ခါတော့ပုဂ္ဂိုလ်တော်အနေနဲ့မေးမယ်နော်ဓမ္မရရှင်းတဲ့ခါတော့ဟိုကိုတိတဲ့ခါတော့ရှောက်တဲ့ခါတော့နော်ဒါတွေကိုပရမတ်ပေါ်ကိုညင်ရအောင်ရှောက်မယ်နော်အဲ့တော့သုံးသက်ပုံမှာရောဘာတွေလဲပတ်နေတာတွေ့လဲယုတ်အကြောင်းနံအကျိုးနံအကြောင်းယုတ်ကျိုးတွေပဲလဲပတ်နေရပါဗျာအဲ့တော့အရင်တော့ကတိတယ် မသိပါဘူးမသိဘူးဒါဆိုရင်အရင်တော့ပရိသတ်သမုတ်ပတ်ဆိုတာကြားဘူးလားဒီမှာရပရိသတ်သမုတ်ပတ်အရင်တော့ကြားဘူးတဲ့ပရိသတ်သမုတ်ပတ်နဲ့ကိုယ်ခန္ဓာမှာတကယ်ရှုမှတ်တဲ့ဒီယုံနဲ့နံအကြောင်းကျုပ်ယုံကြောင်းနံကျုပ်နံကြောင်းယုံကျိုးဆိုတဲ့ခန္ဓာပရိသတ်သမုတ်ပတ်နဲ့ဘယ်လိုကွာခြားမှုရှိလဲအရင်တော့ကတော့ပရိသတ်သမုတ်ပတ်ကိုဒီစာဖြစ်ပဲတည်ရပါဗျာအခုကျတော့အကြောင်းကျိုးလဲပတ်နေရာတွေကိုတည်သွားပါတယ်ဘယ်ချိန်မှာလဲပတ်နေလဲယုံနဲ့နံအကြောင်းကျိုးကယုံနဲ့နံအကြောင်းကျိုးကဘယ်ချိန်မှာလဲပတ်နေလဲ မြဲလေပတ်နေမြဲတယ်လေပတ်ကျွန်တော်အဲ့လိုသိလားမသိပါဘူးပရိစ္ဆေသမုပ္ပါကတသက်အခုခန္ဓာတသက်ဖြစ်နေတာเนาะအခုကြတော့ပရိစ္ဆေသမုပ္ပါဆိုတော့ကိုယ်ခန္ဓာထဲမှာတကယ်ရှိနေပါလားเนาะပြုလုပ်နေတာကအကြောင်းတရားရရှိတာကအကျိုးတရားဟာဒီလိုနားလည်သွားတာပေါ့เนาะဟုတ်ပြီအဲ့တော့ဒီနေ့ကလည်းကမ္မထနောက်ထပ်တစ်ခုထပ်ပြောင်းပေးမယ်เนาะအားလုံးသာဓုခေါ်ပေးပါဦးသာဓုသာဓုသာဓု